မြန်လာပါညစီခွာဆာဆာမှာနှုတ်ခွန်းဆက်သားပါတယ်။ဇွန်လ20ရက်2025ခုနှစ်တောက်ချာနေ့ထိုနေ့တူအေဝဂလိတရားကိုဟောတော်သူတို့ဒီအေဝဂလိတရားကိုအမိပြု၍အသက်မွေးရမည်အကြောင်းသခင်ဖျားပြည့်ညတ်တော်မူချက်ရှိ၏။ကောရိန္သုဝါစာပထမဆောင်အခန်းကြီးကိုခင်ငယ်ဆက်လေးခေါင်းစီကအဖရှင်ဟာအဖတင်းဦးရှာဟုသောဝါဟာရကိုကြားမှုပါလိမ့်မည်။ သာယုံကြည်သူများချမ်းမှာတော့ဓမ္မမှုဝင်ဆောင်များကိုမိဘတပွေဆက်ဆံချပါ၏အမျိုးသားဓမ္မဝင်ဆောင်စာချဖို့ဟူများကိုအဖပါးဝင်ရကောင် အမျိုးသမီးဓမ္မမှုဝင်ဆောင်များကို အမေအမိုးဝင်ရကောင် ခေါ်ကြပါသည်တနည်းအားဖြင့်ဖျားရှင်၏အစီခံကျွများကိုတင်းဝင်သူများကမိဘတပွေအားကိုးအားထားပြုလျက်နေစားချစ်ခင်ကြပါသည်ဆရာသမားများကိုလုံခြုံရန်တာဝန်မှာအသင်းသူဇင်သားများ၏တာဝန်ဖြစ်လျက် ဘတ်များကိုပြုရှင်ရအပ်သောကောင်းချီးမင်္ဂလာမျိုးကိုရပိုင်ခွင့်ရှိပါ၏ကျွန်တော်၏အသင်းသားပြည့်ခဲ့သူဦးဟန်ထူးသည်မယုံကြည်သူဘဝမှာပြောင်းလဲလာခဲ့ပါသည်အိုမင်းမဆွမ်းရှိလေသားမီးများကအဝေးမှရှိတော်လဲပြောင်းရွှေ့လိုက်ပါမသွားခဲ့ပါချိုးတဲ့သောသူ့ချွေးမနေနေရင်ငါတခုခုဖြစ်ပြီးငါတို့အဖဆရာကိုအကြောင်းကြားပေးပါဟုမှာခဲ့ပါသည်တကယ်လည်းသူ၏နောက်ဆုံးနေ့များမှာ သင်းတော်နေသင်းဦးဆရာကူတာအမိပြုသွားပါ၏။သူဝိညာဉ်ချုပ်တည်နောက်မှလည်းကျွန်တော်တို့တာဝန်ယူဆောင်ရွက်ပေးရပါ၏။သူဤသူအသင်းသားများ၏တာရင်းနိုင်လူမှုရေးကိစ္စများတွင်ဓမ္မဝန်ဆောင်များကရှေ့မှမမမမတ်ရပ်ပေးပါ၏။ကိစ္စရှိသည်လို့မအားလန့်၍မငင်းပေကြပါမိမိတို့၏အချိန်နိုင်နှင့်အကျိုးရလဒ်များကိုပြီးဆုံးရှုံးလျက်တည်ဝင်သူများအတွက် ဖားဆရာများသည်ဆောင်ရွက်ပေးကြပါ၏။ဒုံဖြစ်၍မိမိတို့၏အဖားအရာတွင် ထားရမည်ဆရာသမားများအားမိဘကဲ့သို့ဆက်ဆံမှုရလိုအပ်ကြောင်းနှိုးဆော်လိုပါသည်။တပ်အီလီရှဲထံသို့ဘာလရှားလီရှားမြို့သားတယောက်သည်မုံအလုံး20ကိုအဦးသီးသောမူယောဆန်ဤပြုလုပ်၍ပေးလူရာထုံမုံပြေလူတရာကိုဝါအောင်ကျွေးနိုင်ုံမကား ောင်းမွေပူရှန်ချောင်းဓမ္မရာရွှေနိုင်ဖော်ပြခဲ့ပါသည်သူသည်လည်းကောင်းချီးမင်္ဂလာကိုခံရ၍ဖျားရှင်တကူတို့ကိုမြည်တွေ့ကြရပါသည်ကျွန်တော်တို့၏ဖခင်တို့ဖြစ်သောဖျားရှင်လူများကိုပြုစုကျွေးဝေးပြီးအံ့ဩဖွယ်မှုရာနှင့်ဝါပြောတရားကျွင်းကိုမနေ့ယနေ့နောက်ကလာမပြောင်းလဲသောဖျားရှင်ပြသမိအကြောင်းကိုတိမှတ်နားလည်ဖို့ရန်ရှိပါ၏အားလုံးဖျားရှင်ကောင်းပြီးပါစေ